င်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရမှာဖြေဆိုသူ69ရာခိုင်နှုန်းကတရားမျှတမှုမရှိနိုင်ဘူးလို့ယုံကြည်ကြောင်းပြောခဲ့တယ်လို့စစ်တမ်းကောက်ခဲ့တဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်လှုံ့ဆော်မှုအဖွဲ့ကဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်တမ်းဖြေဆိုသူ69ရာခိုင်နှုန်းကစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းကိုလည်းဖြေကြားခဲ့ကြပါတယ်။ ဖြေဆိုသူ96ရာခိုင်နှုန်းကစစ်တပ်ရွေးကောက်ပွဲကိုမဲမပေးဘူးလို့ဖြေကြားထားပါတယ်။အဲဒီစစ်တမ်းကိုမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း14ခုအပြင် နေပြည်တော်ကောင်စီနေမြင်းနဲ့ပြည်ပရောက်မြန်မာနိုင်ငံသား3900ကျော်ကိုမင်းမြတ်ကယူထားတာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူရာမှာမြို့နယ်ပေါင်း282ခုကပြည်သူတွေပါဝင်ဖြည့်ဆို့ထားပြီးအဲ့ဒီထဲမှာရွေးကောက်ပွဲလုပ်မယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့မြို့နယ်ပေါင်း153မြို့နယ်ပါဝင်နေပါဗျ။စစ်တမ်းကောက်ယူရာကိုလူမှုကွန်ရက်ကနေကောက်ယူသလိုလုံခြုံရေးစိတ်ချရတဲ့နေရာတွေမှာမြေပြင်မှာကောက်ယူခဲ့တာဖြစ်တယ်လို့အတို့အယောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ကျန်းခါရေးပါတီအပါအဝင်နိုင်ငံရေးပါတီတွေရဲ့ဆိုင်းဘုတ်တင်တဲ့နေ့နဲ့ကိုယ်စလဲလောင်းဖနိုင်းချိတ်တဲ့နေ့တွေမှာစစ်တပ်နဲ့ရဲတွေလုံခြုံရေးယူပေးဖို့စစ်တပ်ကမိန့်ထုတ်ထားတယ်လို့အုတ်ချုံရေးနဲ့နှီးဆက်တဲ့သတင်းမြင့်တွေစီကသိရပါဗျ။လဲကူးမြို့နယ်လဲကူးတာဆောင်လမ်းမပေါ်မှာနိုဘာလ9ရက်နေ့မနက်9:00နာရီ ချမ်းခိုင်ရေးပါတီကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးခင်မောင်ဆိုလူလူနဲ့တွေ့ဆုံပွဲပြုလုပ်ခဲ့တာမှာစစ်တပ်ရဲထောက်လန်းရေးစာရဖားနဲ့အုတ်ချုပ်ရေးအင်အား90ကျော်လုံခြုံရေးယူပေးနေတယ်လို့အုတ်ချုပ်ရေးနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါရတယ်။ လဲကိုကကြမ်းခိုင်ကိုစလဲလောင်းမဲဆွယ်ဘွဲနဲ့ကြောက်တရားကပြည်သူ့ရှေးဆောင်ပါတီကိုစလဲလောင်းကြော်ညာဗနိုင်းတင်တဲ့နေ့မှာစစ်တပ်လောက်ခံစစ်သားရဲနဲ့ထောက်လိုင်းကြီးတွေကလုံခြုံရေးယူပေးရတယ်လို့စစ်တပ်လောက်ခံအုပ်ချုပ်ရေးပိုင်းနဲ့ဝန်ထမ်းတချို့က TV ကိုပြောပြပါဗါရယ်နိုင်ငံရေးပါတီတွေမဲဆွယ်စည်းရုံးတာစိုင်းပုတ်တင်တာရုံးကန်းဖွင့်တာလူလူနဲ့တွေ့ဆုံတဲ့ကိစ္စတွေမှာလုံခြုံရေးယူပေးဖို့အော်တိုဘားလာ31ရက်နေ့ကအကာအကွယ်ရေးကသူ့ရဲ့လောက်ခံစစ်တပ်နဲ့ပြည်ထရေးကသူ့ရဲ့လောက်ခံရဲ ထားလိုက်ရနိုင်တဲ့အစားသုံးလုံးကိုအမိတ်ပေးခဲ့တာလို့အုတ်ချုံရည်နဲ့နှိစက်တဲ့သတင်းမြစ်တွေစီကသိရပါရရှင်ရန်ကုန်မော်လမြိုင်လမ်းပိုင်းတင်စိတ်ဘူတာနဲ့ဒဝုံဘူတာကြားမိုင်တိုင်125မြေဆောင်18 19ကြားမှာအမှတ်686အစုံယထားဖြတ်တန်းချိန်နော်မာလာ9ရက်နေ့မနက်ပိုင်းကမိုင်းခွဲခံခဲ့ရပြီးယထားတန်လန်းပြက်စီကယထားတိတ်မောက်သွားတယ်လို့ဒေသခံတွေကပြောပါရတယ်။ ယထာတန်လန်းမိုင်းခွဲခံရတာကြောင့်တန်လန်း20လောက်ပျက်စီးသွားပြီးအမှတ်686အစုံယထာဆက်ကောင်းအပါဝင်တွဲလီတွဲလမ်းချော်သွားတာကြောင့်လမ်းကိုအသုံးပြုလို့မရတော့ဘူးလို့ဆိုပါတယ်။ ဘဲဘွဲကလုတ်တယ်ဆိုတာကိုတော့မသိရသေးသလိုယထာလန်းပြတ်သွားလို့ရန်ကုန်မော်လမြိုင်အစုံအစံယထာတွေယထာရတယ်လို့ဒေသခံတယောက်က TV ကိုပြောပါရယ်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့အမှတ်82အစုံမော်လမြိုင်ရန်ကုန်ယထာနဲ့အမှတ်81အစံရန်ကုန်မော်လမြိုင်ယထာခီးစဉ်နှစ်ခုကိုယာယီဖျက်သိမ်းထားပြီးဝယ်ယူထားပြီးတဲ့ယထာလက်မှတ်ခတွေကိုမော်လမြိုင်ဘူရာကြီးမှနေချင်းပြန်ထုတ်ပေးနေတယ်လို့ဆိုပါရယ် မိုင်းခွဲခံရတာနဲ့ပတ်သက်လို့ဘဲဖွဲကလုတ်တယ်ဆိုတာကိုတော့အတိအကျမသိရသေးသလိုအရင်ကစစ်တပ်ကရထားလမ်းအသုံးပြုပြီးလက်နက်ခဲရန်ရိတ်ခါနဲ့လွင်ရားတွေပို့ဆောင်နေရတော့ရှိတယ်လို့ဒေတာရင်းတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါရရှင်စစ်တပ်ကရွေးကောက်ပွဲဝါဒဖြန့်ဖို့အတွက်အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတာကြောင့်ဖွဖွေဝုံမုံရွှေကြီး ထွန်းအင်ဒရာဘိုခိုင်တင်းကြီးထိုင်ရွန်ထူအောင်စတဲ့အမှုပညာရှင်တော်တော်များများဟာနိုမာလာ9ရက်နေ့မှာကမ်ပိန်းဗီဒီယိုရိုက်ကူးပေးခဲ့ရတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူစီကသိရပါဗျ။ရွေးကောက်ပွဲဝါဒဖြန့်မှုရိုက်ကိုရေးတွေမှာမပါဝင်တာကြောင့်နိုဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးတရုတ်ဆောင်ဖိုးဖွေးဟာလက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတွေစီကသိရပါဗျ။ ဖွဖွေးကိုပြင်းဦးလယ်မှာမတက်မရဆိုတဲ့ရုပ်ကျင်ဆက်ကကြီးရိုက်ကူးနေတော့ရဲတွေကလာရောက်ဖမ်းဆီးခဲ့ပြီးရန်ကုန်ထိခေါ်ဆောင်သွားခဲ့တာဖြစ်ကဝါရဖြန့်ချီရေလှုပ်ပေးမယ်ဆိုမှလှုပ်ပေးတာဖြစ်တယ်လို့ဤဇက်သူတယောက်ကပြောပြပါဗျ။ရွေးကောက်ပွဲကမ်ပိန်းနဲ့တက်ဆိုင်တဲ့စာသားတွေကိုရွတ်ပေးတဲ့ဗီဒီယိုတွေရိုက်ကူးဖို့စစ်ကောင်မရှင်ကအမှုပညာရှင်တချို့ကိုပြင်းထန်တဲ့ဖိအားတွေပေးနေတာဖြစ်ပြီးတရုတ်ဆောင်တွေပြီးရင်အစိုးရတွေကိုပါဖိအားပေးဖို့အစီအစဉ်ရှိတယ်လို့လည်းသိရပါဗျ။ ချင်းပြည်နယ်တိတိတ်မြို့နယ်မှာဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်အသုံးပြုကာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အယောက်40လောက်သေဆုံးခဲ့တယ်လို့ချင်းကြီးနောင်တပ်ဖွဲ့ CB ကနိုဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေဟာနိုဘာလ6ရက်နေ့ကစစ်ကောင်မရှင်ကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ဒေသခံပြည်သူ14ယောက်ကိုကယ်တင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လူသားတိုင်းဖြစ်ဖန်ဆီးခံခဲ့ရသူတွေကအမျိုးသမီးတယောက်ကိုစစ်ကောင်မရှင်ကအာဓမပြုတ်ကျင့်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြပါရှိပါတယ်။နွန်ဘာလ၁ရက်နေ့မှာရန်သူလက်နက်တချို့နဲ့ချောဆွဲထားတဲ့ပြည်သူပိုင်မော်တော်ကားတစ်စီးကိုသိမ်းဆည်းရမိခဲ့ကြောင်းနွန်ဘာလ၃ရက်နေ့မှာဒေသခံပြည်သူတွေကိုလူသားတိုင်းဖြစ်အုံပြုတ်ထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကလေးလန်းစွန်ပီးလမ်းခွဲဘက်ကနေစစ်ရင်အားတချို့ထွက်လာလို့တိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်းစာရတွေကိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီလိုတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်နွန်ဘာလ6ရက်နေ့မှာချင်းကြီးနောင်ကစစ်ကောင်မရှင်ကဖမ်းဆီးထားတဲ့ပြည်သူတွေကိုကယ်တင်နိုင်ခဲ့တယ်လို့စစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ချင်းကြီးနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မင်းပြမြို့နယ်မြို့သိရက်ွက်မိုးထီအောင်ကိုပိုင်းထက်တန်းကျောင်းနာကိုအာနာသိန်းစစ်တပ်ကနိုဝင်ဘာလ9ရက်နေ့ညမှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ2ယောက်သေဆုံးပြီးနောက်ထပ်10ယောက်ထပ်မနေလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။ အဲ့လိုဘုံကျဲခဲ့တဲ့အတွက်မျိုးသားနှစ်ယောက်သေဆုံးပြီးနောက်ထပ်၁၀ယောက်ထပ်မနေလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါရယ်။ဒါပြင်နေရီတချို့လည်းထိခိုက်ပျက်စီးမှုရှိပြီးညချိန်ဖြစ်နေတဲ့အတွက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုပြောပြဖို့ခတ်နေသေးတယ်လို့ဆိုပါရယ်။ ။တန်ရရှိသူတွေထဲမှာကလေးငယ်နဲ့အမျိုးသမီးတွေအပြင်တက်ကြီးပိုင်းတွေလည်းပါဝင်တယ်လို့ပြောပါရတယ်။လက်ရှိမှာတန်ရရှိသူတွေကဆေးကုသမှုခံယူနေကြပြီးတန်ရပြင်းထန်နေသူတချို့လည်းရှိတယ်လို့သိရပါရတယ်။နိုဘာလ9ရက်နေ့နေ့လယ်ပိုင်းတုန်းကလည်းပုံနှကျုံမြို့နယ်ရိုတရုတ်ကျေးရွာနဲ့အောင်ဖြူပြင်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အရက်သား9ဦးသေဆုံးခဲ့ပြီး10ဦးထပ်မနေလဲထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ အာနာတိန်ဆေအုစုကပြုလုပ်မဲ့ရွေးကောက်ပွဲရလဒ်တွေကိုပြပြတ်သားသားညှင်းပယ်ပေးဖို့အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝန်းတွေကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်။ဒီကနေ့မှာကြာရောက်တဲ့2020ပြည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ9တပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ CRPH ကအခုလိုထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနီးကြပြုလုပ်တဲ့ရွေးကောက်ပွဲကနေတဆင့်လွှတ်တော်တရက်မပေါ်ပေါက်မချင်း တရားဝင်ဆဲဖြစ်တဲ့2020ရွေးကောက်ပွဲရလဒ်ကိုကင်ဆွဲက Federal Democracy နိုင်ငံတော်တည်တည်ဆောက်ရေးအတွက်ဒေါ်လာအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း CRPH ကကတိပြုကြောင်းဆိုထားပါဗျ။စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုဥတီမှာမဟုတ်ပဲစစ်ဘုတ်ချုပ်တွေရဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ဖို့ကြိုတင်ကြံစည်ထားတဲ့တရားမဝင်ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရှင်။ မြန်မာထိုင်းနယ်စပ်ကနေထိုင်းနိုင်ငံထုတ်ကုန်စည်တွေကိုထူတိုင်းမူဟောင်းရဲ့ခွင့်ပြုချက်နဲ့တင်သွင်းခဲ့တဲ့ကုန်တယ်တရာကျော်ကိုစစ်ကောင်မရှင်တပ်ကလိုက်လံဖမ်းဆီးနေတာကြောင့်ကုန်တယ်တွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နိုဘာလာ၈ရက်နေ့မနက်ပိုင်းကကုန်တယ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးအပတ်ကခင်ပြည်နယ်ဖအံမြို့တန်လွင်တံတားကိုလုံခြုံရေးအရာတံတားပိတ်ထားတဲ့အချိန်ကုန်စည်တင်ရင်140ကျော်ကိုမော်လမြိုင်မြို့အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုရဲ့အမိန့်နဲ့ဖျက်ဆီးခွင့်ပြုခဲ့ပါတယ်။ ။တန်လွင်တရားဖြတ်တန်းခွင့်ပြုခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်မိုပညာဝင်းနဲ့အတူ ကရင်ပြည်နယ်အကောက်ခွန်ဦးစီးဌာနပြည်တွင်းအခွန်စစ်တပ်ရဲတပ်ဖွဲ့ပူးပေါင်းပါဝင်ပြီးဌာနဆိုင်ရာအရာရှိ20နီးပါးဟာဒုစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးစိုးဝင်းရဲ့အမိန့်နဲ့ဖမ်းဆီးခဲ့ပါတယ်။ဒါပြင်ကုံစီနဲ့ကုံတွေကိုလိုက်လံဖမ်းဆီးတာ၊ blacklist တင်ညာကြတွေကိုစစ်ကောင်မရှင်ကလုံဆောင်ခဲ့ပါတယ်။ဒါကြောင့်ကုံတွေဟာထိုင်းဘက်ကိုအကုန်လုံးထွက်ပြေးခဲ့ရတာကြောင့်လူတွေဘဝပြတ်ခဲ့ရတဲ့အထိဖြစ်နေတယ်လို့ကုံတွေတယောက်ကပြောပါတယ်။ စစ်ကောင်စီကအခွန်မူဝါဒတင်းကျပ်ထားပြီးကုံတွေအနေနဲ့အခွန်ဆောင်မရတဲ့အတွက်ကြောင့်တရားမဝင်ကုံတွေနေရပြီးတရားဝင်ကုံတွေခွင့်ရအောင်အခွန်မူဝါဒဖြည့်လျှော့ပေးပြီးလိုင်စင်ချပေးဖို့လိုတယ်လို့ကုံတွေကပြောကြပါရရှင်။ ကိုင်းတိုင်းအတွင်းကစစ်မြေပြင်ကိုးကူမှာနော်မာလာပထမအပတ်ကစတင်ပြီးစစ်ကော်မရှင်ကအင်အားဖြည့်တင်းနေကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်သေးဆုံးတာတွေရှိနေတယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗယ်။စကိုင်းတိုင်းအတွင်းကတောင်ပေါ်စစ်မျက်နှာပြင်၅ခုနဲ့မြေပြင်စစ်မျက်နှာပြင်၄ခုမှာတိုက်ပွဲတွေဖြစ်ပွားနေတာလို့ဆိုပါရယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးသူတွေရှိခဲ့ပြီးတုံလိုင်းတပ်ဘက်ကတပ်ဖွဲ့ဝင်24ယောက်အသက်ပြီးဆက်ခဲ့ရပါတယ်။စစ်မျက်နှာပြင်6ခုမှာတပြိုင်နက်တည်းတိုက်ပွဲတွေဖြစ်ပွားနေပြီး MPD တုံလိုင်းတပ်ဖွဲ့ဝင်24ယောက်စစ်မျက်ပြင်မှာအသက်ပြီးဆက်ထားရတယ်လို့ MPD တုံလိုင်းတပ်ဖွဲ့ခေါင်းဆောင်ပုံပိုက်ခဲကပြောပြပါရတယ်။လက်ရှိမှာလည်းအဓိကတိုက်ပွဲတွေဖြစ်တာများတဲ့နေရာတွေကိုနေမြေကန်တုံလိုင်းတပ်ဖွဲ့ဝင်တွေနဲ့အကောင်းဆုံးနဲ့အတက်နိုင်ဆုံးစူးစမ်းနေတယ်လို့ပြောပါရတယ်။ လုံခြုံရေးအရတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုတော့အတိအကျဖော်ပြလို့မရသေးဘူးလို့လည်းဆိုပါရယ်။အညာဒေသကိုစစ်ကောင်စီတပ်တွေအင်အားဖြည့်တင်တာတွေဇက်တိုက်လှုပ်ဆောင်နေပြီးဒေသခံပြည်သူတွေကိုလေကြောင်းရန်သတိပြုကြဖို့တော်လိုင်းအင်အားစုတွေကသတိပေးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေစီကသိရပါရယ်ရှင်။ မြို့ရွာတွေစာတင်ကျောင်းတွေနဲ့တာသနိကအဆောက်အုံတွေကိုဘုံကျဲဖို့အတွက်စစ်တပ်ကရုရှားကနေဝယ်ယူထားတဲ့ MI38 အပါအဝင်စစ်ပတ်သုံးလေယာဉ်၅စင်းနိုဘာလ9ရက်နေ့ကတက်တော်ဝင်ခဲ့ပါတယ်။မနေ့ကနေပြည်တော်လေတပ်စခန်းဌာနချုပ်မှာစစ်ကောင်းဆောင်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တဲ့တက်တော်ဝင်မှာစစ်ပတ်သုံးလေယာဉ်၅စင်း MI38 3စင်းနဲ့ YHF 200WB အကြီးသေးရို့ပို့ဆောင်ရင်2စင်းပါဝင်ပါတယ်။ စစ်ဘက်သုံးလေယာဉ်တွေဟာတိုက်ခိုက်ရေးအတွက်အရေးပါတယ်လို့တရုတ်ပို့ဆောင်ရေးနဲ့ကယ်ဆယ်ရေးအတွက်အရာရောက်တဲ့အတွက်လိုအပ်ချက်အရထပ်တိုးဝယ်ယူသွားမယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်။မနေ့ကအဲ့ဒီတပ်တော်ဝင်ပွဲမှာစစ်ကောင်းဆောင်က2021ခုနှစ်ကနေ2025ခုနှစ်အထိ15နှစ်တာကာလအတွင်းစစ်တပ်ကစစ်ဘက်သုံးလေယာဉ်15ချိန်ဝယ်ယူပြီးလေတပ်အင်အားဖြည့်တင်းခဲ့တယ်လို့လည်းပြောခဲ့ပါရယ်။ 89ကြိမ်မြောက်လေတက်နှစ်ပတ်လည်နေ့မှာစစ်ကောင်စီကထုတ်လုပ်ထားတဲ့ကင်းထောက်လေယာဉ် MTH-1A နဲ့ MTH-1B နှစ်စင်းပါဝင်တခြားလေယာဉ်တွေနဲ့အတူတက်တော်ဝင်ခဲ့ပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်ကုတော်ပလင်ကျေးရွာနာမှာနိုဘာလ9ရက်နေ့ညနေ6နာရီလောက်ကဆိုင်ကယ်စီးလာတဲ့အမျိုးသား၄ယောက်ကိုစစ်တပ်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်နေရာမှာတဲ့3ယောက်တိဆုံးခဲ့ပြီး1ယောက်ပျောက်ဆုံးနေရလို့ဒေသခံတွေစီကသိရပါဗျ။အဲ့ဒီအမျိုးသား၄ယောက်ဟာဆိုင်ကယ်2စီးနဲ့မောင်းနှင်လာတော့မှမုံရွာမန္တလေးသွားခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့စစ်သားတွေကပြစ်ခတ်ခဲ့တာလို့ဆိုပါဗျ။ တိတ်ဆုံးနေသူတွေဟာအသက်20ကျော်အရွယ်တွေဖြစ်တယ်လို့ဒေသခံရွာသားတယောက်ကပြောပြပါဗျ။စစ်တပ်ကပြစ်ခတ်ပြီးအလောင်းတွေကိုလမ်းပေးဆွန့်ပစ်သွားတာကြောင့်ဒေသခံလူမှုကွန်ရီအဖွဲ့တွေကနွန်ဘာလ10ရက်နေ့မနက်ပိုင်းကသွားရောက်သိမ်းယူခဲ့တယ်လို့ဆိုပါတယ်။မုံရွာမန္တလေးကားလမ်းမှာစစ်တပ်ကစစ်စေးရိတ်ကိတ်အများပြားချထားပြီးစစ်စေးတာတွေလှုပ်ဆောင်နေတဲ့အပြင်အင်စီကလိုင်းကကုန်တင်ကားတွေပေါ်ကနေအရွက်ဝတ်တွေနဲ့လိုက်ပါပြီးတနက်နေ့ပြစ်ခတ်တာတွေမကြာခဏပြုတ်လုပ်လေးရှိတယ်လို့သိရပါတယ်ရှင်။ မန္တလေးတိုင်းမရယာမြို့နယ်အရှိချမ်းမှာရှိတဲ့ဆယ်တော်ကြီးရေလောင်တမန်ကတပ်စခန်းကိုနိုဝင်ဘာလ9ရက်နေ့မှာစစ်တပ်ကပြန်သိမ်းပိုက်လိုက်ပြီလို့စစ်တပ်သတင်းစာတွေမှာထုတ်ပြန်ထားပါဗျ။ဆယ်တော်ကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ဒေသကိုပြန်သိမ်းပိုက်လိုက်ပြီလို့စစ်တပ်သတင်းစာကထုတ်ပြန်ထားတာဖြစ်ပေမဲ့အဲ့ဒီအနာကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF သိမ်းပိုက်ထားတဲ့နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့အင်ဂျင်ညာရေလေကြောင်းရံကာကွယ်ရေးတပ်စခန်းအကြောင်းတော့ထုတ်ပြန်ချက်မှာမပါဝင်ပါဘူး။ ။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး MDY PDF ကို TV ကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။အဲ့ဒီတက်စကန်တွေကို10:29စစ်စင်ရေးဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးမှာတော်လိုင်းတက်တွေက ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး2024ဇူလိုင်လကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ တစ်စိမ်တစ်ဆက်ကွန်စစ်စစ်ရေးမှာအုပ်ဆောင်ပါဝင်ခဲ့ကြတဲ့တအန်းနဲ့ကိုကတ်ဒေါ်လာရေးတက်တွေအပေါ်တရုတ်ဖိအားပေးမှုကြောင့်စစ်တပ်ရဲ့အပြစ်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းအညာဒေသကိုစစ်တပ်ကအလုံးရင်နဲ့စစ်ကြောင်းထုံးနေတယ်လို့လေကြောင်းကနေလည်းတိုက်ခိုက်နေတာဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုနိုမာလာ9ရက်နေ့နေ့လယ်ပိုင်းကစစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ဆောင်ပြည်သူတွေနဲ့ဒေသခံတွေထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။စင်ကူးမြို့နယ်နဲ့မတရားမြို့နယ်အဆက်မန္တလေးမတရားမိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ရွှေပြည်ကျေးရွာကစာတင်ကျောင်းမှာစစ်ဆောင်တချို့နေထိုင်နေကြပြီးအဲဒီစာတင်ကျောင်းကိုစစ်တပ်ကလီရင်နဲ့ဘုံကျဲခဲ့တာဖြစ်ပါရယ်။ ကနအုပ်တရင်ချက်လက်တွေအရမိန်းကလေး၃ယောက်နဲ့ယောက်ျားလေး၁ယောက်သေဆုံးခဲ့ပြီးနောက်ထပ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းများကသေဆုံးသူအများစုကမရယာဘက်ကဆစ်ဆောင်နေပြီးသူတွေဖြစ်တယ်လို့စင်ကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပြပါရယ်မရယာမြို့နယ်ထဲမှာအာဏာသိမ်းစစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်နေတာကြောင့်ဒေသခံပြည်သူတွေကမရယာမြို့နယ်ထိစပ်နေတဲ့တခြားဒေသတွေကိုဆစ်ဆောင်နေရတာ၃လကျော်ရှိပြီဖြစ်တယ်လို့လည်းသိရပါရယ်ရှင်